ရှင်မုတ်ထီကအရှိတွင်ကြီးရှင်မုတ်ထီဆိုတာတဝဲသမိုင်းမှာထင်ရှားတဲ့အရက်ပါရှေးဟောင်းမျိုးတစ်မျိုးဖြစ်ခဲ့သလိုနောက်ပိုင်းမှာတော့ရှင်ကိုရှင်စရင်ဝင်ရှင်မုတ်ထီဖခင်ကြောင့်အိုထင်ရှားခဲ့ပါတယ်ရှင်မုတ်ထီကြီးရွာဟာတဝဲမျိုးရဲ့အရှိတောင်ဖက်၆မိုင်အကွာတဝဲဖိတ်ကာလမကြီးပုံမှာ ရှိပါတယ်ရှေးဟောင်းသမိုင်းဝင်အထောက်ထားများစွာရှိတဲ့အရက်ပါဒီကနေ့မှာတော့မြို့ဟောင်းရွာတွေတစ်ဖြည်းဖြည်း ပြောက်ကွဲသွားပါပြီ။ရှင်မုတ်ထီလို့ပြောလိုက်ရင် အမှတ်ထားမိကြတာက ရှင်မုတ်ထီရွာတဲကရေတွင်ကြီးပါ။1996ခုနှစ်လောက်ကထင်ရှားခဲ့တဲ့တဝဲတချင်းတစ်ပုတ်ကြောင့်လဲပါမယ်ထင်ပါတယ်။ရှင်မုတ်ထီရေတွင်ကြီးမှာရေလိုက်ချိုးမဲ့လိုင်မလို့မိလိုက်လို့ဝါရှင်ရရဲ့ရှင်ရရဲ့ရှင်ဆိုတဲ့အချင်းဖြစ်ပါတယ်။ရှင်မုတ်ထီ ှင်မုတ်ထီရည်တွင်ကြီးဟာရှင်မုတ်ထီဗုဒ္ဓရုပ်ဘွားတော်ရောက်ရှိလာစဉ်ကောစာတက္ကရိရှေ့ရာပြည်နယ်မှာ စတင်ထုတ်ပေါ်ခဲ့တာလို့ဒဝေယဆောင်ဝင်တမိုင်းမှာဆိုပါတယ်ရည်တွင်ကြီးမှာ ရေးထိုးထားတဲ့မှတ်တမ်းအရမြန်မာဘရင်တွေကအဆက်ဆက်ပြုပြင်ခဲ့ကြသလိုအင်္ဂလိပ်အစိုးရတွေကလည်းပြုပြင်ထိန်းသိမ်းခဲ့ကြကြောင်းမှတ်သားရပါတယ်အချိန်ကတဝဲဒေတာရေရှားပါတဲ့အရက်တွေမှာရှက်ရွာပင်ဘူရင်တွင်လေးကို တွေ့ရလိမ့်ရှိပါတယ်တဝဲမြို့ပေါ် တက်စားရင်ရက်ွက်လန်းဆုံမှလည်းပုံရည်တွင်ကြီးတစ်ခုကိုတွေ့ရပါသေးတယ်။ရှင်မုတ်ထီရင်ကြီးဟာလည်းနှစ်ပေါင်းများစွာကြာသည့်အချိန်ဒီကနေ့ထိရက်ရွာပိုင်းပုံရည်တွင်ကြီးအဖြစ်ရှိနေသေးပါ။ရှင်မုတ်ထီရင်ကြီးနဲ့ပတ်သက်တဲ့အချက်အလက်တွေရှိရင်လည်းမိတ်ဆွေတို့အနေနဲ့ချစ်ဆွတ်ပေးကြပါအောင်ရှင်။